ထိတ်တိကလက်တွေကင်းထောက်တာကိုခံထားရတယ်စေကြီးရဲ့သားဖြစ်သူဂျူနီယာအားလုံးပဲမင်္ဂလာပါစေကြီးရနာဒူမာဆိုရင်သားသမီး၅ဦးတိရှိပြီးတော့အကြီးဆုံးသားဖြစ်သူဂျူနီယာကအသက်၁၄နှစ်အရွယ်ကိုရောက်ရှိနေပါပြီစေကြီးရနာဒူဟာမိသားစုကိုအလေးပေးသူတူဖြစ်ပြီးတော့သူ့ရဲ့အကြီးဆုံးသားဖြစ်တဲ့ရနာဒူဂျူနီယာကိုဆိုရင်တိကျပြုစုပြုထောင်ထားပါတယ် ဂျူနီယာရိုနယ်ဒိုစီကနေဘလုံးပညာကူလည်းအမွေဆက်ခံရရှိခဲ့ပါတယ်။ဂျူနီယာရိုနယ်ဒိုကစားတဲ့အသင်းကြီးရဲ့လူငယ်အသင်းတွေမှာလိုက်ပါကစားလေးရှိပါတယ်။လက်ရှိမှာအသက်၁၄နှစ်အရွယ်ရှိလာပြီဖြစ်တဲ့ဂျူနီယာမကြခင်မှာဆိုရင်တော့ professional ကစားသမားပွဲစတင်ရတော့မှာပါ။အချို့ကလည်းဂျူနီယာလီးကစိတ်ကြီးရဲ့ချီယာကိုနိမ့်မဲ့ကစားသမားတူဆိုပြီးတော့ထင်ကြီးပေးနေကြပါတယ်။လက်ရှိမှာဆိုရင်လည်းဂျူနီယာကပတူဂီရဲ့အသက်၁၅နှစ်အောက်လူမျိုးစဉ်အသင်းအတွက်ပထမဆုံးချိန်ပြေးချေခံထားရပါပြီ။ ပေါ်တူဂီယူ15သင်းတွဲကစားပြီးတော့မဲ့ဂျူနီယာကိုရနန်ဒိုရဲ့မိခင်ဖြစ်သူကိုယ်တိုင်ကလိုက်ပြီးအပိတ်နေခဲ့တဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်။ပေါ်တူဂီလက်ပြေးစင်သင်းဟာခရိုအေးရှားနိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပနေတဲ့ဖိတ်ခေါ်ဖလားပြိုင်ပွဲတစ်ခုမှာဝင်ရောက်ရှင်ပြိုင်နေခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပေါ်တူဂီသင်းနဲ့ဂျပန်သင်းတို့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီးတော့အဲ့ဒီပွဲမှာဆိုရင်ဂျူနီယာတရဒုတိယပိုင်မှာလူစားဝင်ခဲ့ရပါတယ်။အဲ့ဒီပွဲမှာပေါ်တူဂီသင်းဟာ၄ဂိုးတကူဆိုရရလနဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလူစားဝင်ခဲ့ရတဲ့ဂျူနီယာကဒီဘက်မှာကိုပေါင်ရဲ့ပတ်သက်မှုတော့မလုပ်နိုင်ခဲ့ပါဘူး။စိတ်ကြီးဝနဲ့တူကလည်းပွဲဥထွက်ကစားခွင့်ရအပြီးမှာတားပြစ်သူတွေကဂုံမိတဲ့အကြောင်းကိုဆိုရှယ်မီဒီယာမှာ post တင်ထားခဲ့ပါတယ်။လက်ရှိမှာဆိုရင်တော့ဂျူနီယာရဲ့ခြေဆံကိုထိတ်တန့်တင်းကြီးတွေကပါကင်းတောက်တွေဆစ်လွတ်ပြီးတော့စောင့်ကြည့်ခဲ့ရပါတယ်။ဒီထဲမှာဂျာမန်အင်အားကြီးကလပ်တွေဖြစ်တဲ့ Cleebo, Dortmund နဲ့ Leipzig တင်းတွေလည်းပါဝင်သလိုအီတလီက Inter Milan, Atalanta နဲ့မင်းချားတင်းတွေလည်းပါဝင်တယ်လို့ Croatia သတင်းစာကဖော်ပြခဲ့ကြပါတယ်။ဒါ့အပြင်စိတ်ကြီးရဲ့အသင်းဟောင်းဖြစ်တဲ့ KG တို့ကလည်းဂျူနီယာရဲ့ ခြေစွမ်းကိုကင်ထောက်ခဲ့ကြပါတယ်။ဂျူနီယာလက်ရှိမှာဆိုရင်တော့စိတ်ကြီးကစားနေတဲ့အင်နာဆာအသင်းရဲ့လူငယ်အသင်းမှာပဲကစားနေခဲ့ပါတယ်။တကယ်တော့ဆော်ဒီလီကငွေ၃နိုင်နေဆိုပေမဲ့ဥရောပထိပ်သီးလီဂ်ကြီးတွေနဲ့ရှင်မယ်ဆိုရင်ဘလုံးစင်တန်နှိမ်ပါနေသေးပါတယ်။ဆော်ဒီမှာလူငယ်ကစားသမားတွေကိုပြိုးထောင်တဲ့အပိုင်းကဥရောပကလပ်ကြီးတွေလည်းမကောင်းနိုင်တာလည်းသိကြပါတယ်။ အဒမ်ဂျူနီယာအနေနဲ့ကဗာဒမပွားတစင်တပ်ဖို့အတွက်အသင်းကြီးတစ်သင်းကိုပြောင်းရွှေ့ဖို့လိုအပ်နေပါတယ်။လက်ရှိကင်းတောင်းနေတဲ့အသင်းတွေကဘယ်အသင်းကဂျူနီယာကိုခေါ်ယူဖို့စိတ်ဝင်စားပြီးတော့ကန့်လန့်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။စိတ်ကြီးရဲ့သားဖြစ်သူကတချိန်ကျရင်ဖခင်ရဲ့ခြေအားကိုနင်းပြီးတော့စိတ်လေးဖြစ်လာမလားဆိုတာကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။